အာအညာတော့အဲ့လိုကောင်းတာပဲနေုံငါ့ထောင်ကအချင်းကြည့်လိုက်အောင် what အဘလိုအချင်းလို့မရလဲဟိုနေုံငါမလည်းပဲခုနှစ်ပဲရှိတာဟုတ်အာငါ့ပကလင်း HP ဘက်မှာခဏလောက်တော့ AFK သွားလောက်လိုက်အောင်မကွာ5 minutes later အာငါ AFK လောက်တာငါမနစ်ပြီးပါဘူး မမ level ဘယ်လောက်ရှိပြီလဲမသိကြည့်လိုက်အောင်မကွာ wait what ဒီတော့ကျွန်တော်တို့ picking hb fan ကိုဘယ်လိုဆောက်မလဲလိုအပ်တဲ့ပစ္စည်းတွေကတော့ lava bucket နှစ်ခု water bucket နှစ်ခု obsidian tester 24ခု ray တစ်ခု microwave hopper တစ်ခု ladder 32ခု chat 6ခု treadle 5ခု slab နှစ်ခု glass နှစ်ခု ပစ္စတွန်၄ခုစနကီပစ္စတွန်ရောက်တစ်ခုဟော့ပါ၁၀ခုဒစ်စပန်ဆာ၂ခု Trident တစ်ချောင်း Observer ၁၂ခု Restaurant Comarator ၃ခု Restaurant Torger ၁၂ချောင်း River ၃ခု Restaurant Deck က၁၁ခု Restaurant Repairer ၄ခုဘလော့ကကျွန်တော်တို့၆ step ဘလော့ကလည်းကျွန်တော်ໃຊတဲ့ဘလော့ကိုကျွန်တော်တို့သုံးလို့ရတယ်ခုမှရှိရဘလော့ကိုသုံးလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ Rodan Flash တစ်ခု Golden Ingot တစ်ခု Golden Nugget တစ်ခု Okay ဒါရှိရင်တော့ကျွန်တော်တို့စစလို့ရပါပြီ အရင်ဆုံးကျွန်တော်တို့ဘလော့ခုနှစ်ခုချလိုက်ပါ1 2 3 4 5နောက်ပြီးကျွန်တော်တို့ဒီဘက်ချမ်းကိုလည်းဘလော့22ခုထပ်ချလိုက်ပါကျွန်တော်တို့ဒီလိုရသွားပြီဆိုရင်အဲ့ဒီ block တွေပေါ်ကို obsidian လိုက်တင်လိုက်ပါ ဒီဘက်မှာလည်းကျွန်တော်တို့ obsidian 22 block ကိုထောင်လိုက်ချလိုက်ပါဒီဘက်ကိုလည်း obsidian 22 block ထပ်ချလိုက်ပါပြီးရင်ကျွန်တော်တို့ nether border ဟိုဘက်ထိနေဒီဘက်ထိကို obsidian အနေနဲ့ဆက်လိုက်ပါအဲ့ဒါဆိုရင်ပပက်လဲ23ဘလော့ရှိတဲ့နေသားပေါ်တဲ့ရီးတစ်ခုကိုကျွန်တော်တို့ရပါပြီ။ ျွန်တော်တို့ဒီလိုရသွားပြီဆိုရင်တော့အောက်ကနေ blog ကြီးထပ်ပိတ်လိုက်ပါဒီလိုရသွားပြီဆိုရင်တော့ block တစ်ခုကိုချလိုက်ပါပြီးရင်ကျွန်တော်တို့ဟိုဘက်ချမ်းကိုသွားပြီးတော့ observer တစ်ခုကိုချလိုက်ပါပြီးရင်နောက်ထပ် dispenser တစ်ခုထပ်ချပြီးတော့အထည့်ကို water bucket ထည့်လိုက်ပြီးရင်ကျွန်တော်တို့ဟိုဘက်ကိုပြန်သွား observer ရဲ့အရှိမနောက်ထပ် observer တစ်ခုထပ်ထားလိုက် โอเคဒါဆိုတော့ကျွန်တော်ရေကအဲ့လိုထွက်နေပါလိမ့်မယ်ပြီးရင်တော့ flint and steel နဲ့ powder ကိုမင်းကြီးလိုက်ပါမင်းကြီးလိုက်မယ်ဆိုရင်တော့ powder တွေကနေပြီးတော့ pickling တွေကြားလာပါလိမ့်မယ် pickling ကြားရဲ့ဘက်မှာကျွန်တော်အခုစောင့်မဲ့ဟာကိုစောင့်မှာပါကျွန်တော်ထဲမှာတော့ pickling တွေကဒီဘက်ကကြားပါတယ်ဒါပေမဲ့ brew ထဲမှာကြားတော့ pickling တွေကဒီဘက်ကနေကြားရင်လည်းကြားနိုင်ပါတယ်ပြောချင်တာက pickling တွေကြားတဲ့ဘက်မှာကျွန်တော်အခုစောင့်မဲ့ဟာကိုစောင့်မှာပါပြီးရင်တော့ကျွန်တော်တို့ဓာရီကိုပြန်ဖြတ်လိုက်ပါ ကျွန်တော်တဲမှာတော့ဖီကလင်တွေကဒီဘက်ကပဲကြားရတဲ့ဒီဘက်မှာပဲဆောက်လိုက်တော့ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီနားလီမှာဘလော့ရှိခုချလိုက်ပါတဲ့2 3 4 5 6 9 8 10 11 12 13 14 15 16 17 18 19 20ခုနဲ့ရှစ်ပြီးရင်ကျွန်တော်အောက်မှာဘလော့တစ်ခုထားပြီးကြရင်နောက်ထပ်ခုနှစ်ဘလော့ထပ်ချက်တဲ့1 2 3 4 5 6ခုနှစ်ပြီးရင်နောက်ထပ်အောက်မှာဘလော့တစ်ခုထပ်ချက်ပြီးတော့ရှစ်ဘလော့ထပ်ချက် သေနေ3 4 5 6 9 8ကျွန်တော်တို့ဒီလိုရပြီဆိုရင်ဒီနားလေးကညီနေရဲ့အပေါက်လေးကိုပိတ်လိုက်ပါဒီဘက်ကိုလည်းအတိုင်းလေးပိတ်လိုက်ပါကျွန်တော်တို့ဒီလိုရပြီဆိုရင်တော့ဒီနားလေးမှာ3ဘလော့ထားပြီးရင်အောက်မှာနောက်ထပ်4ဘလော့ထပ်ထား ပြီးရင်တော့ကျွန်တော်ဒီလေးဘတော့အတိုင်းလေးပဲဟိုဘက်ချမ်းကိုဆက်သွားလိုက်အောင်မယ်ကျွန်တော်တို့ဒီလိုရပြီဆိုရင်အနားလေးမှာရေချလိုက်ကျွန်တော်တို့ဆောက်တာမှန်မယ်ဆိုရင်ရေကကျွန်တော်တို့ဟိုအောက်ထိမစည်းဝါးဘဲနဲ့ဒီနားလေးမှာတင့်နေပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့ဟိုဘက်ချမ်းကိုသွားပြီးရင်ကျွန်တော်တို့အနားလေးမှာဘလော့၃ခုချလိုက်ခြောက်ဘွားဆိုရင်ကျွန်တော်တို့ဟိုဘက်ချမ်းကိုသွားပြီးတော့အနားလေးမှာအော့ဆာဘာတစ်ခုချလိုက် ပြီးရင်ကျွန်တော်အနားလေးမှာနောက်ထပ် dispenser တစ်ခုထည့်ကြပြီးတော့အထက် water bucket ထည့်လိုက်ပါပြီးရင်ကျွန်တော်အနောက်ကိုပြန်သွားပြီးတော့အဲ observer ရဲ့အရှိမနောက်ထပ် observer တစ်ခုထပ်ထားလိုက် okay အဲဆိုတော့ကျွန်တော်ရေရအလိုလေးထွက်နေပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီနားလေးမှာ block နှစ်ခုချလိုက်ပြီးရင်နောက်ထပ် block တစ်ခုထပ်ချပြီးရင်ကျွန်တော်အောက်ကို block 6ခုချလိုက်ပါ1 2 3 4 5 6ပြီးရင်ကျွန်တော်တို့အလျားဘလော့လေးဖြတ်လိုက်ပါ ီးရင်ကျွန်တော်တို့ဟိုအောက်မှာလီဘာတစ်ခုထားအဲ့ဒီအပေါ် restaurant torch တစ်ချောင်းတင်အပေါ်နောက်ထပ်တစ်ချောင်းအပေါ်နောက်ထပ်တစ်ချောင်းပြီးရင်ကျွန်တော်နောက်ထပ်အပေါ်တစ်ချောင်းပြီးရင်ကျွန်တော်မှာ restaurant deck ကိုထားပြီးရင် sticky piston ဒီနားလေးမှာထားလိုက်ပြီးရင်လီဘာကိုတော့ဖွင့်လိုက်လီဘာကိုဖွင့်လိုက်မယ်ဆိုရင် sticky piston က observer ကိုသွင်းလိုက်တဲ့အတွက်ကျွန်တော်တို့ဒီနားလေးမှာရီမထွက်တော့ဘူးပြီးရင်ကျွန်တော်တို့ဟိုဘက်ကိုသွား obsidian ရဲ့3 block မြောက်မှာ block တစ်ခုကိုချလိုက်ပြီးရင်ကျွန်တော်ဒီဘက်ကို6 block ချလိုက်ပြီးရင်ကျွန်တော်တို့ observer ကိုကင်ပြီးတော့ဟိုဘက်ကနေပြီးတော့ observer တစ်ခုချလိုက်အဲ့ဒီ observer ရဲ့အရှိမှာပဲနောက်ထပ် observer 6ခုတက်ချလိုက်ပြီးရင်ကျွန်တော်တို့အပ်ပေါ်ဘလော့နှစ်ခုတင်အောက်မှာလည်းနောက်ထပ်ဘလော့နှစ်ခုထပ်တာ ကျွန်တော်အတိုင်းမဲ့ဟိုဘက်ချင်းနေသွားလိုက်ကျွန်တော်တို့ဒီလိုရပြီဆိုရင်တော့ဒီနားလေးမှာဘလော့တစ်ခုချလိုက်ပြီးရင်တော့ကျွန်တော်တို့ပပလက်ကိုဘလော့တစ်ခုစီလိုက်တင်လိုက်ဒီဘောလေးကျွန်တော်တို့ဘလော့လေးနဲ့လိုက်ပိတ်လိုက်ပြီးရင်တော့ကျွန်တော်တို့အထဲကိုဝင်ပြီးတော့ထရက်တော်၅ခုကိုကျွန်တော်ထားသလိုထားလိုက် ပြီးရင်တော့ကျွန်တော် trade လေးကိုပြန်ဖွင့်လိုက်ပြီးရင်အလဲမှာလာပါချလိုက်ဒါဆိုရင်တော့ကျွန်တော်တို့ netherboard ကြီးပြုံးအောင်ပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်တို့ဟိုဘက်ကိုသွားဒီနားလေးမှာ block ကိုခုချလိုက်ဒီဘက်မှာလည်း block ကိုခုချလိုက်။အမေဒီဘက်မှာလည်း block ကိုခုထပ်ချလိုက်။ ျွန်တော်တို့ဒီလိုရပြီဆိုရင်အောက်ကိုဆင်းလိုက်ပြီးရင်ကျွန်တော်ဒီနားလေးမှာ block တုံးမှုချလိုက်ပြီးရင်ကျွန်တော်တို့ border back ကိုမျက်နှာပေးပြီးတော့အောက်ကို16 block တူးသွားလိုက်ကျွန်တော်တို့အောက်ကို16 block ဆင်းပြီးသွားပြီဆိုရင်ဒီဘက်ကို double 2ဒီဘက်ကိုကျွန်တော်2 block 2ဒီဘက်ကိုကျွန်တော်4 block 2 နောက်ပြီးဒီဘက်ကိုတော့ကျွန်တော်နှစ်ဘလော့လုပြီးရင်တော့ကျွန်တော်တို့တူးထားခဲ့တဲ့အတိုင်းပက်ပက်လေးရဘလော့တွေကိုရှင်းလိုက်ပြီးရင်တော့ကျွန်တော်တို့ဒီလိုအခန်းတစ်ခန်းကိုရပါပြီကျွန်တော်တို့ဆင်းလာတဲ့အပေါက်ရဲ့ဒီနားလောက်မှာပစ္စုံတစ်ခုကိုထားလိုက်နောက်ပြီးကျွန်တော်ဒီနားမှာနောက်တစ်ခုထပ်ထားဒီနားမှာနောက်တစ်ခုထပ်ထားဒီနားမှာနောက်တစ်ခုထပ်ထားပြီးကျွန်တော် restaurant torch ကိုကင်ပြီးတော့ဒီပစ္စုံရဲ့ဘေးနားမှာထားလိုက်ပြီးရင် observer တစ်ခုကိုအနားလေးမှာထားလိုက် ဒီကလည်းကျွန်တော်အတိုင်းပဲ Prozone Talk ကိုထား Observer တစ်ခုကိုကျွန်တော်ထားသလိုထားလိုက်ပြီးတော့ကျွန်တော်ဒီ၄ခုလုံးကျွန်တော်အဲ့လိုလိုက်ထားမှာပြီးရင်ကျွန်တော်တို့ဒီနားလေးမှာ Blog သုံးခုထားကျွန်တော်ဒီဘက်လည်း Blog သုံးခုထားလိုက်ပြီးကျွန်တော်ဒီကြားလေးကို Blog နဲ့ဖြည့်လိုက်ပြီးရင် Liver တစ်ခုကိုဒီမှာထားဘေးမှာကျွန်တော်ထားသလို Blog ရေးလိုက်ထားလိုက် ပြီးရင်မှန်တခုကိုဒီနားလေးမှာထားလိုက်။ Trident ကိုကင်ပြီးတော့ Piston ပစ်လိုက်။ပြီးရင်အဲ့ဒီအပေါ်ဆလလေးထားလိုက်။ပြီးသွားပြီဆိုရင်မှန်တခုကိုဒီနားလေးမှာထားအဲ့ဒီအောက်မှာ block တစ်ခုထားလိုက်။ပြီးရင် lever ကိုဖွင့်လိုက်။နောက်တစ်ခါ lever ကိုထပ်ဖွင့်လိုက်။ဒါဆိုရင်တော့လောလောပါလေ။ပြီးရင်တော့ lever ကိုပြန်ပိတ်လိုက်။ပြီးသွားပြီဆိုရင်မှန်ရဲ့အရှိမနေပြီးတော့အောက်ကို၄ဘလော့တူးလိုက် ပြီးရင်တော့ဒီဘက်ကို3ဘလော့သူလိုက်ပြီးပြီဆိုရင်အပေါ်လည်း3ဘလော့ထပ်သူလိုက်နောက်ပြီးတော့ hopper တစ်ခုကိုဒီနားလေးမှာထားလိုက်ပြီးပြီဆိုရင်ဒီရောက်ကို3ဘလော့သူလိုက်ပြရနဲ့ကျွန်တော်တို့ဒီဘက်ကိုလည်း10ဘလော့တူးလိုက် ပြီးရတယ်ကျွန်တော်တို့ဒီဘက်ကိုပြန်လာပြန်လာပြီးတော့အောက်ကို develop တူးလိုက်တူးပြန်တယ်ကျွန်တော်ဒီဘက်ဘက်လက်မှာရှိရဲ့ block တွေကိုဖြတ်လိုက်ချက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီဓာတ်လောက်ရှိတဲ့အခန်းတစ်ခန်းကိုရပါပြီပြီးရင်တော့ကျွန်တော်တို့ block တစ်ခုကိုဒီနားလေးမှာထားပြီးရင် app ပေါ်တက်တပီးပြီဆိုရင်ကျွန်တော်တို့ rate တစ်ခုကို hopper ရဲ့အပေါ်မှာတင်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ app ပေါ်ကို minecraft hopper တစ်ခုတင်လိုက်ပါပြီးရင်တော့ကျွန်တော်တို့အောက်က block ကိုဖြတ် ။ဖြစ်မြင်အဲ Minecraft ဝေးဟောပါအောက်ကိုပြုတ်မကြတော့အောင်လို့ကျွန်တော်တို့ဘေးကနေ block ကာလိုက်။ပြီးရင်တော့ chat နှိပ်လိုက်အထက်ကိုဘလော့42ခုထည့်လိုက်အနောက်မှာဘလော့3ခုကိုတစ်ခုစီထည့်လိုက်ပြီးတော့အရှိမ Roden Flash ကိုထည့်လိုက်ကျွန်တော်တို့ Notch Hopper တစ်ခုတည်းကိုလည်းအတိုင်းပဲထည့်လိုက်ဘလော့42ခုကိုထည့်အနောက်မှာဘလော့3ခုကိုတစ်ခုစီထည့်လိုက်ပြီးတော့အရှိမ Golden Wing ကိုထည့်လိုက် Notch Hopper တစ်ခုတည်းကိုလည်းကျွန်တော်တို့ဘလော့42ခုထည့်လိုက်အနောက်မှာဘလော့3ခုတစ်ခုစီထည့်လိုက်ပြီးတော့ Golden Nugget ထည့်လိုက်ပြန်ကျွန်တော်ဒီဘက်တောင်းအောင်သွားဟိုးဘော်ဒီတူရလိုက် ပြီးရင်အောက်ကိုပြန်ဆင်းစင်မီလှေကဟုတ်ပေါ်ထိတက်လိုက်ဒါဆိုရင်တော့ကျွန်တော်တို့ picking HP van ဆောက်တာပြီးသွားပါပြီကျွန်တော်တို့ HP လိုချင်ရင်ဒီရလီဘာလေးကိုဖွင့်လိုက်ပြီးရင်တော့ကျွန်တော်တို့အောက်ကိုဆင်းသွားလိုက် ပြီးရင်ကျွန်တော်ဒီအောက်ကလီဘာလေးကိုထပ်ဖွင့်လိုက်ပြီးအပေါ်ပြန်သက်တပင်းကျွန်တော်ဒီနားမှာ AAC သေးလီဘာလေးဖွင့်ပြီးရော AF ဖြေလိုက်ရုံပဲနောက်ပြီးဖိကနေရှိရ item တွေကိုဘလိုလိုကလိုချင်သေးရဆိုရင်တော့ဒီအောက်ကချက်တွေထဲမှာသွားယူလို့ရပါတယ်ဒီကနေ့ HB fan တော့ဒီလောက်ပါပဲကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်သေးဘူးဆိုတော့ subscribe လုပ်ခဲ့ပေးကြပါဦး ီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်